ကချင်းပြည်နယ်ဘူတာအိုမြို့နယ်အတွင်းကတောင်သူရေအတွက်2025-2026မိုးစပါးရှိသိမ်းခြင်းနဲ့စောင်းတိနံများထွန်းရဆိုင်ပြိုးရှာမှအတုံးပြူနိုင်ဘူအတွက်73စီများကို အော်တိုဘားလ23ရက်မှစတင်ကဈေးနှုန်းတက်တာစွာနဲ့ရောင်းချပေးနေတဲ့လို့သိရပါတယ်။ဒီလိုရောင်းချပေးရမှလေယာမြေလုတ်ပိုင်းခွင့်ပုံစံခွင့်နဲ့မိထူသက်ဆိုင်ရာထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနရဲ့ထောက်ခံချက်ပါရှိတဲ့ ုံသူများရှေလေယာမြေအေက390အတွက်ဂါလန်ပေါင်း940ရောင်းချပေးခဲ့တာဖြစ်ပါတယ်။အဆိုပါ73စီများကိုဂုံပွေနိုင်73စီရဲ့ရောင်းဆိုင်ကရောင်းချပေးခြင်းဖြစ်ပြီးတရီကလင် HSD 500 ppm 73စီနှစ်ဂါလန်နှုန်းတလီတာလင်း7900နှုန်းဖြင့်၄စင်ရောင်းချပေးသွားမယ်လို့သိရပါတယ်ရှင်။